ညောင်ကျိုးစခန်းကလုံးဝမကြတဲ့အပြင်ကိုမနေ့ကတော့နော်မနေ့ကတဲတဲရွရွတဲတဲဖြစ်သွားတယ်ဆိုတာကတစ်ဖက်က AD ကတကုံဝင်လုံးမှာညောင်ကျိုးစခန်းအနောက်ဘက်ကနေပြီးတော့နော်ဟိုညောင်ကျိုးရအနောက်ဘက်ကိုဒီကဝင်စီးရတာလည်းရှိတယ်။အဲဒီဘက်ကိုသွားလို့ရှိရင်ကြောင်းလို့ရှိရင်မင်းတို့ပြေနေနေကိုဒီတက်မှာတက်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူး။အဲ့လိုဒီဒီကတည်းကဒီကောင်းနေတာလည်းကြောင်းနေတာလည်းလေးတွေကိုအဲ့လိုဒီပြောအောင်ပြောပြောပြောချောက်တာပါ။ လိုချရမီဝပီတူညကိုမော်မာများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြောင်းလဲကျော်ဆောလိုက်ပါရယ်2025ခုနှစ်မတ်လ15ရက်နေ့ရက်အပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညနောက်ဆုံးကြားသိရတဲ့သတင်းတင်ကောင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲပေါ့နော်ဗီဒီယိုမချစ်ခင်မှာအယုံဆုံးအနေနဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့စကိုင်းတိုင်းရွှေဘိုမြို့နယ်အုတ်ရှိကန်ကျေးရွာအတုတ်တန်နီကျွန်းတော်ကွေရွှေဘိုရေဦးလမ်းပိုင်းမှာပြူစော်တိရဲခါတဲ့ကားကိုဂျာပြတ်တိုက်ခိုက်ခဲ့ပြီးမှနောက်ဦးတည်ဆုံးပြီး ကားကိုမီးရှို့ဖြစ်စီနိုင်ခဲ့တယ်ဆိုပြီးတော့မှကျွန်တော်အရှုပ်ပုံမျိုးနဲ့ပါကာဖာရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ဖျက်တိုက်တဲ့အချိန်မှာကာနစီရဲ့ရက်သွားပြီးတော့မှလူတွေကအကုန်ထပြေးသွားတယ်။ထီးသွေးတဲ့ဘွဲကတနအီကြော်ကြော်ကြာလိုက်တယ်။ရှေဘူကျွန်းတော်လမ်းမှာပေါ့။အဲ့လိုဖြစ်နေချိန်ရှေဘူမြို့ကနေပြီးတော့မှကာညာနာကနေသစင်လင်းနေကြီးပြစ်ကိုပေးတယ်။မြေခွန်ဘက်ကနေပြီးတော့မှပေါ်တိန်တို့ပြိုးစုကနေပြီးတော့မှလည်းကျွန်တော်ဘက်ကိုထိုးစစ်ဆင်တယ်ဆိုပြီးတော့မှရှေဘူမြို့နဲ့ပါကာဖာပြန်ကြိုက်တော်ဝန်ခံမင်းသားကနေပြီးတော့မှ ပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ရှုပ်ဖို့မြင့်နယ်ဘက်ကပါနော်ပြုခွေးတက်တိုက်ကိုကျွန်တော်တော်လိုင်းရဆွေရတဲ့မြေမှာဂျက်ဖက်တက်ခန့်နေခဲ့တာပြပြမှာအခုဆိုရင်တို့ရဲ့ရခတဲ့ကောက်ပါဖြစ်စည်းနိုင်ခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးတိုင်းတွင်းမှာရှိတဲ့မြို့နယ်တွေမှာလူငယ်တွေရဲ့မိဘတွေကိုရုံးကိုခေါ်ပြီးတော့မှစစ်မှုထမ်းမဲတွေနဲ့ခိုင်းပြီးမဲပေါလူငယ်တွေကိုစစ်မှုထမ်းခေါ်ယူနေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ကြောက်ဆက်မျိုးနဲ့တကြီးတန်းရက်ကွက်မှာစစ်မှုထမ်းမဲနိုင်ဖို့ဇာတ်တွေလာဝေပြီးတော့မှဒီနေ့မဲနိုင်ခိုင်းတဲ့တကြီးတန်းအုံးချွေမျိုးဘုံလုံးကတေးကြီးရတော့မဲပုံးကိုခိုင်းပြီးတော့မှမိဘတွေကိုနိုင်ခိုင်းတာမဲပေါ့ရဲ့မိဘကတခါတည်းကိုသားကိုစစ်မှုထမ်းဆေလုပ်ပါမယ်ဆိုတဲ့ဝန်ခံကလေးလက်မှတ်ထိုးရတဲ့ဆိုတော့မှဒေတာခံပြည်သူစုကနေပြီးတော့ပြောဆိုထားတာပေါ့နော်စကောင်းစီနဲ့ပတ်သက်တဲ့ဒီလိုမျိုးပြုခွေတွေအုပ်ကြီးတွေရတော့ခုဆိုရင်ရုံမာနေတာပြီးတော့မှသူတို့ကိုချိုးသက်သူတို့လူငယ်တွေကိုဖမ်းဆီးမှုတွေစစ်တိုက်လို့ဆောင်နေတာပဲဖြစ်ပါတယ်အခုဆိုရင်သူတို့ကိုယ်တိုင်ကနေပြုံးမှာပါနော်မိဘတွေကိုရုံးကိုလာခိုင်းပြီးတော့မှ ဒီကျွန်တော်လူငယ်တွေအစားမဲနဲ့ခိုင်းတဲ့စနစ်နဲ့ပေါ့နော်မိဘတွေကိုဖီးယားပေးနေတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်ရီဒင်းညပထမဆုံးနေတဲ့ကျမကတော့အခုဆိုရင်မြောက်လိုင်းကနေပြီးတော့မှရုပ်ောက်ပွဲကျင်းပပြီးတော့မှပေါ့နော်တမရလို့ချင်လို့လို့ကိုအဲ့ဒီအကြံဉာဏ်ကရုရှားတမရတို့ရဲ့ကိုညီနဲ့ရယူသွားနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့မှဒေါ်တာမီမီဝင်းဘက်ပြောဆိုထားတဲ့ဟာလေးကျွန်တော်စာကြည့်လိုက်ရအောင်နော် Well အဲကျွန်မခုနပြောသလိုပဲเนาะဒီဒီတော်လှန်ရေးကပြီးဆုံးအောင်လုပ်နိုင်မယ်နေပြီးတော့ကိုတိမ့်သိမ့်သွားနိုင်ပြီဆိုလို့ရှိရင်ဒီဥစ္စာအလကားပဲ it's moot point ပေါ့เนาะဘာအရေးမရှိတော့အရေးမကြီးတော့ဒါပေမဲ့ဟိုနောက်ပြီးတော့တကယ်အကယ်၍အဲ့ဒီမဆုံးတိတိုင်အောင်မှဒီဒီ December မှာ January မှာလုပ်မယ်ဆိုရင်เนาะအဲသူ့မှာပါလေဒီအခုဆိုလို့ရှိရင်အခုပြောတာအဲ တခြားဒီသူတေတီတွေကပြောတာပေါ့နော်21ရာခိုင်နှုန်းပဲဒီစစ်တပ်ကဗာလေအဲပိုင်းပိုင်းဆိုင်ထားတယ်ပေါ့နော်ဂိုင်ထားနိုင်တယ်ဆိုတော့အဲ့ဒီဥစ္စာနဲ့ပဲလှုပ်လို့ရှိရင်တကယ်တရုတ်နဲ့ရုရှားဘယ်လာရုစ်ဘောနော်အဲ့ဒါလွဲပြီးတော့တခြားတခြားနိုင်ငံတွေကအတိမတ်သိပ်ပြီးတော့ပြုမာတော့မဟုတ်ဘူးလို့ထင်တယ်အာ အဲဒါမဲ့လေကျမစတင်တာတော့ तू အမြဲတမ်းလိုပဲပြောနေတာအဲ तू ကိုနိုင်တကယ်လုပ်မယ်ဆိုရဲဥစားလဲကျမတိတ်ပြီးတော့ဟိုမယုံဘူးပေါ့နော်ခုနပြောသလိုပဲအမြဲတမ်းပြောလာတယ်လုပ်မယ်လုပ်မယ်လုပ်မယ်သုံးနေနှစ်ကြာလာပြီနောက်ပြီးတော့တကယ်လုပ်လို့ तू तू နိုင်နိုင်မှာပဲ right तू လုပ်ရင်နိုင်မှာပဲသူတို့ဆိုတော့နိုင်တော့အဲ့အဲ့နိုင်တယ်လို့ဖြစ်မှာပဲအဲ့အဲ့ဆိုလို့ရှင်သူ့အနေနဲ့ဗာလဲတက်ချုပ်လဲလုပ်လို့ဟိုဗာလဲတက်ချုပ်ဥစ္စာဥစ္စာဟို ဘာလဲလက်လွတ်လိုက်ပြီးတော့เนาะတမရလောက်ပါတော့မယ်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်သူသူတို့ကအဲ့ဒီဥစ္စာလုလုလုချင်မှာမဟုတ်ဘာလို့ဆိုတက်ချုပ်မြန်မာနိုင်ငံရဲ့စနစ်ပါသူတို့ရဲ့စနစ်မှာပေါ့เนาะတက်ချုပ်သီးတာတကယ်တကယ်အာနာရှိတယ်လို့ပေါ့เนาะတကယ်ပါဝါရှိတယ်လို့ဆိုတော့အာကျွန်မအနေနဲ့တော့အာနံပါတ်1ကမဖြစ်ဖြစ်မှာဖြစ်ချင်မှာဖြစ်မယ်အကယ်၍ဖြစ်လာလို့ရှိရင်လည်းနိုင်ငံတိုင်းဟိုနိုင်ငံတိုင်းอ่ะပေါ့เนาะအာတကယ်တကယ် ပြည်ပဆိုင်ရာတကယ်အာအတီးပြုအဲအသိမပြုမဲ့ဥစ္စာမဟုတ်ဘူးအဲ့လိုကျွန်မထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ and any other address ကို you know dollar ye back ကမြန်မြန်ပြီး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 အောင်လုပ်လိုက်မယ်ဆိုလို့ရှင်ဒီစပါမဖြစ်ခင်အသေးချာပြီးအောင်လုပ်နိုင်မယ်ဆိုလို့ရှင်အဲ့ဒီဥစ္စာဘာမှစိတ်ပူနေစရာမလိုဘူးခဲတာတော့ဗောနော်ဒေါက်တာမီမီဝန်ပါနေပြီးတော့မှမြောင်းလိုက်ရက်ဒီရွက်ကောက်ပွဲချန်အနေပြီးတော့မှသမရဖြစ်ခြင်းနဲ့ဆန္ဒဟာဆိုရင်ကျွန်တော်တော်လိုင်းရဆူရရနေပြီးတော့မှ ဒီနေ့ထက်မှမျောလိုက်တော့အဆူကပြေးတိုင်းနိုင်မယ်ဆိုရင်တော့ဗောနော်လေထဲကိုလွန့်ပြတ်သွားမယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်မျောလိုက်နေတဲ့ဒီ Europe ဘက်ကျင်းပနိုင်ခဲ့မယ်ဆိုရင်တော့ဒီတရုတ်ရုရှားဘယ်လာရုစ်၃နိုင်ငံလောက်လို့ဗောနော်ကျွန်တော်နိုင်ငံတွေကနေပြီးတော့မှကန့်ကွက်သွားဖို့ရှိနေတာဖြစ်ပြီးတော့မှကျွန်တော်မိဘပြည်သူတွေဘက်ကနေပြီးတော့မှလည်းအဲ့ဒီ Europe ဘက်နဲ့ပတ်သက်ပြီးတော့မှလုံးဝတရားမဝင်ဘူးဆိုတဲ့အကြောင်းဗောနော်ထုတ်ဖော်ပြောကြားထားတာမလို့ကျွန်တော်အနေနဲ့ဒီတော်လိုင်းရေးမှာတော့အားလုံးစုကပူးပေါင်းပြီးတော့မှအပြင်းထန်ဆုံးဗောနော်ဆေးရရှင်မြင့်တဖို့လွန်နေတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ဒီစကောင်စီရဲ့ပေါ့နော်ဘိုးကင်းမိုးကနေပြီးတော့ခုစဉ်အောင်ငယ်သားတွေကိုဘယ်လိုမျိုးနှိမ့်ဆက်နေလဲဆိုတော့တင်ဆက်ထားတဲ့တဲ့လင်းလေးကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့ခမရ20ကစစ်တီတူပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခလောက်ခန့်တက် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ်ကခမရ20ကပါခမရ20ဘိုးကင်းကယာယီကင်းမှုတက်ကြွကြောဆူးဟာရဲဘော်တွေအပေါ်မှာနိုင်ထက်စီးနေအနိုင်ကျင့်မှုတွေလုပ်နေပါတယ်မထင်ရင်မထင်သလိုဆဲဆူထိုးကျိန်နေပါတယ်စစ်သားတွေရဲနာနော်ပါပဲဒါကိုမတူသလိုမတန်သလိုခွဲခြားဆက်ဆံပြောဆိုပြီးထိုးပါတယ်သူ့ကိုယ်သူဘာကောင်းလို့ထင်နေလဲမသိဘူးတရင်ကလူကြီးများကလည်းသူပြောသမျှယုံကြပါတယ် တက်ချက်ကျော်ဆိုဘ ਹੁ ကင်းမှာထင်ရဆိုင်နေတာကိုတပခကအကြီးအကဲများနဲ့တရင်ကအကြီးအကဲများသိစေချင်ပါတယ်။တက်ချက်ကျော်ဆိုရဲ့အနိုင်ကျင့်မှုကြောင့်စစ်သားအချို့လည်းတက်ကပြေးကုန်ကြပါပြီ။ဒါလည်းထပ်ပြီးအနိုင်ကျင့်ထိုးကျနေတော့မှာပဲ။ဒါကိုအကြီးအကဲများသိစေရနဲ့ထိရောက်စွာအေးအေးယူပေးပါရန်မြစ်တာရက်ခံအပ်ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာ တမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တွေရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုဝတ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒါတော့ဗနာကျတော့ညောင်လေးပြမျိုးနဲ့ကဘိုကင်းယာယီကင်းမိုးကနေပြမှာသူရဲ့အောက်ချင်းငယ်သားတွေကို ပြန်ပြမှာထုတ်ချိတ်ဆဲဆိုရတယ်လုံနေတယ်ဆိုတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်ပါနော် ်ထုတ်ပေါ်ပြောကြားထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးမူးယူပြီးတော့မှအောက်ခြေတသားတွေတော့မှထိုးရတဲ့ဒီစကောင်စီရတက်ကြရတော့ခုဆိုရင်သူရဲ့အရာရှိတွေကနေပြီးတော့တော့မှာပေါ့နော်ကြီးကျမှုတွေလွတ်ဆောင်နေတဲ့ဆိုကြဲကွာကျတို့အားသိစရာဖြစ်နေပါဗျ။စစ်ကောင်စီတဖုံနေကြတဲ့မှာတော့ဒီလိုမျိုးပေါ့နော်အထက်ဖောက်ပြီးပုံစံနဲ့ကိုယ့်ရဲ့လက်အောင်ငယ်သားတွေကိုပြင်ပြတော့ထုတ်ချိတာတွေပြီးတော့မှဖိနေပြီးတော့မှသူတို့အကျိုးခံဆောက်ခွင့်တွေကိုရပ်ယူရဲပေါ့နော်။အုပ်စုတွေကတတ်တတ်ကိုရှိနေတဲ့ဆိုတဲ့ကြောင့်ကျတို့ခုရဲ့ပိုင်ခတ်စစ်စစ်ကြားလာရတာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကပြောင်းချက်နေပြတော့မှဒီပုဂ္ဂိုလ်တိုင်းပရောင်မျိုးနယ်ကညောင်ကျွေးစကားဆိုရင်ကျွန်တော်တို့အေးနဲ့ပုံသဖို့ဘုံနေရလက်ထဲကိုလုံးဝမကြသေးဘူးဆိုပြတော့မှပေါ့နော်ပြောင်းရင်းထားရပဲဖြစ်ပါတယ်ဒီကောင်ဘလိုမျိုးပေါ်လိုပဲစားတွေပြောအောင်မလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်သူတို့ပြောပြောနေတဲ့ညောင်ကျွေးစကားမကြပါဘူးမနေ့ကတည်းကလည်းကျွန်တော်ပြောပါတယ်မကြပါဘူးသို့ပါတော့လည်းပဲဒီကောလာခါလာကတော်ဟင်းတောင်ဟင်းမသိရမလားဒါကလည်းတော6တောင်6လို့ဖြစ်သွားပါတယ်အဲ့တော့တော6တောင်6ဖြစ်နေအောင်ကျွန်တော်တို့အခုသတင်းအလင်းပေးပါမယ် ညောင်ကျိုးစခန်းကလုံးဝမကြတဲ့အပြင်ကိုမနေ့ကတော့နော်မနေ့ကတဲတဲရွရွတဲတဲဖြစ်သွားတယ်ဆိုတာကတစ်ဖက်ကအေအေကအတကုံဝင်လုံးမှာညောင်ကျိုးစခန်းအနောက်ဖက်ကနေပြီးတော့နော်ဟိုညောင်ကျိုးရအနောက်ဖက်တက်ကိုအေအေကဝင်စီးလာတာလည်းရှိရဲအဲနောက်တစ်ခုကဒီ drop ဘုံချတိုက်ခိုက်တာလည်းရှိရဲအဲ့ဒါကိုတက်ဘလော့အနေနဲ့နည်းနည်းနောက်ဆုတ်ပေးလိုက်ရတယ်ရှိတယ်။အဲ့ဒါကိုတက်ဘလော့ကမင်းညားကဆိုရှင်ဘယ်ကောင်းနေလဲဆိုရှင်ချင်းကုံဖျားကုံနော်ရဲစကန်ကုံကနေပြီးတော့တက်ဘလော့ကပြန်လည်ပြီးတော့ခုခံခဲ့တယ်။ကျွန်တော်တို့လည်းမင်းကတော့ တော်တော်ကြီးပေါ့နည်းနည်းလေးမနေ့ညပေါ့နော်မနေ့ညကတော်တော်ကြီးကိုအချိန်တွေကရမ်းကိုကျန်းတဲ့အနီအောင်စီးထိဖြစ်သွားတယ်အဲ့တော့ကြာပါပြီဆိုပြီးတော့တို့ဘက်ကတော့ကျိုတင်ပြီးတော့တည့်ရမလားဟိုစိတ်သက်စစ်တကယ်လည်းကြာတာပဲလေနော်တော6တောင်6စစ်စင်ကြီးလို့ခေါ်တာပေါ့အဲ့ဒီစိတ်သက်စစ်စင်ကြီးတွေတတင်းမစစ်စင်ကြီးတွေအရင်ဆုံးဖြန့်ပါတယ်တို့ပါတော့လေကျွန်တော်မနေ့ရက်ပြောပါတယ်ကျွန်တော်စက္ကန့်မကြောက်ဘူးဆိုတာနော်အဲ့တော့မနေ့ညလည်းမကြသလို့ ဒီနေ့မနက်ထီလဲလုံးဝမကြဘူးအခုချိန်ထီလဲမကြပါဘူးတက်ကအခုဆိုလို့ရှိရင်လိုက်ပြီးတော့နေနေရှင်းလင်းနေတယ်နေနေရှင်းလင်းတဲ့နေရာမှာအဲစေတေချာတဘုံနေဘက်ကနေပြီးတော့ AA စေတေချာပါအောင်မချင်းတဘုံဒါ PDF တဘုံเนาะပြီးလို့ရှိရင် AA စေတေချာရထိုင်တဘုံနေအားလုံးအားလုံးနောက်ဆုတ်သွားပြီနောက်ဆုတ်သွားပြီးတော့အခုလမ်းမှာအဲတိုက်ပြီးတော့နေနေရှင်းလင်းတဲ့ခါမှာအော်စေတေချာရှေ့ရောက်ရှေ့ရောက်တိတိကိုအသေးရရှိတယ်တယောက်ကတော့အရှင်တော့သူရဲ့တယောက်အရှင်ကို အရှင်းမိထားတယ်ပေါ့ပြောရမှာဆိုလို့ရှိရင်အဲ့တော့အင်အားတော်တော်များတယ်လို့ကျွန်တော်ကြားသိရတယ် AA ကအင်အားမရှိဘူးဆိုလို့ရှိရင်1500ပတ်ဝန်းကျင်လောက်မှာရှိတယ်တက်ဘလော်အနေနဲ့ကလည်းအင်အားအလုံးရင်းနဲ့ပဲပြန်လည်ပြီးတော့ခုခံပါတယ်ပြောင်းကြည့်ပြောတဲ့ပုံစံရတော့ခုဆိုရင်ကျွန်တော်တို့ AA နဲ့ပုံအောင်တော့ဖို့ဝင်ရတယ်ပြီးတော့မှညောင်ချိုးစကားအောင်ပါနော်လုံးဝမရရှိသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အရင်တော့ကလည်းကျွန်တော်ဒီမနေ့ကပြောထားတဲ့အတိုင်းပြောင်းကြည့်လို့အိုးဆိုးတွေကနေပြီးတော့မှ မကြသေးဘူးစူပါမားပေါ့နော်အားချောင်ပေမဲ့ကျွန်တော်တို့မကြခင်မှာတော့ online ရဲ့တဖုံအနေနဲ့အေးကနေမြေတော်မှာတေဝင်ထုတ်ပြန်လာတဲ့အချိန်မှာကျွန်မတို့အနေနဲ့ပေါ့နော်ကြာတော့ပြီဆိုပြီးတော့မှဘလို့ပဲဆိုတော့ပြောထားတာကိုအားလုံးလည်းမမေ့ပါဖြစ်ပါတယ်အခုဆွန်လက်ဒီညောင်ချိုးစကန်ကလည်းတို့အရင်ကပြောထားတာနေနဲ့ပေါ့နော်တထရာထဲကိုပြောထားတာမလို့ကျွန်တော်တို့အနေနဲ့မကြခင်မှာတော့ဒီတေချာပေါက်ကြတဲ့ဆိုတော့ပေါ့နော်အဲဓာတ်ပုံတွေ video file နဲ့တကွာအေးဘက်ကနေမြေတော်မှာထုတ်ပြန်လာမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဒီစခွေးတတိုက်ရတော့အခုဆိုရင်တို့ကပါဆာဆလင်းနဲ့ယုံနေသည့်အသိမ့်ပိုက်ခံမှာတော်တော်လေးကြောက်နေတာဖြစ်ပြီးတော့မှ စီရေးခံတာတွေခိုင်မာပြင်ဆင်နေတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီအဘအသားပေါ့နော်ဦးစွဲဆိုတဲ့ငနေကနေပြတော့မှကျွန်တော်တို့ပြည်သူလူငယ်တွေကိုစစ်မှုထမ်းဖို့ဘယ်လိုမျိုးချင်းချောက်ပြောဆိုနေလဲဆိုတာကြည့်လိုက်ရအောင်နော်။တစ်ချိန်တုန်းကပန်မကောက်ဆိုတာဘလောက်နာမည်ကြည့်လဲဆိုပြန်တောင်ကောက်လို့မရလို့ပန်မကောက်ကိုပြန်မကောက်လို့ခေါ်ခဲ့တယ်။ကျွန်တော်တို့တော်တော်ဆင်းရဲခဲ့ပါတယ်။နှစ်တန်းကြောင်းသားလေးတွေတို့တို့အဲကြောင့်အောင်ကလားမအောင်လားတော့မသိခဲ့ကြတော့ဒါပေမဲ့လို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တက်ရှိဈေးတန်းလေးမှာအခက်အခဲများစွာနဲ့ ဈေးရောက်စားပြီးတော့ရေခဲကြောင်ရောက်လာလို့ဟိုဟာလိုလိုဒါလိုလိုနဲ့ပေါ့ဗျာပွားလေးတွေကို16နှစ်ပြည့်အောင်မနေ့ရက်တည်ခဲ့အဲ့ကနေပြီးတော့ကြမှာစစ်သားသားနေပြစစ်သားဖြစ်တာမဆမ်းပါဘူးအဲ့တော့ရေခဲကြောင်ရောက်ပြီးတော့လည်းဘောကမရက်တည်ခြင်းဘူးဘုရားယုံမလဲတခုချဘူးမလို့ရှိအောင်အဲ့ဒါကြောင့်ကျွန်တော်စစ်ထက်တယ်ဝင်ခဲ့တယ်ဟွန်းဟွန်းသူတို့ခေတုံးကနော်ဒီလောက်တိုက်ပွဲတွေအများကြီးဒီလောက်တိုက်ပွဲတွေအများကြီးကြားနေချိန်မှာစုဆောင်ရင်းမှာလေလူတွေအပြည့်တို့တို့6လနေရတယ်တင်တန်းမှာ6လနော် အခုခင်ဗျာစစ်တပ်ထဲဝင်တဲ့လူကျွန်တော်တို့ဒါသဘောကျတယ်ဒီနိုင်ငံသားဖြစ်တဲ့အတွက်ဒီတာဝန်တွေကထမ်းဆောင်ပါပဲအဲ့တော့ခင်ဗျားတို့တင်တန်းအောင်လာတဲ့အချိန်မှာတချုပ်ကြီးတွေလာကြည့်တယ်တိုင်းမှုတွေလာကြည့်တယ်အကုန်လုံးခင်ဗျားတို့အဆဆာရတင်တန်းကြောင်ရောက်ထာနေကြွေးတယ်မွေးတယ်သူစနစ်တကျနဲ့တချိန်လုံးအပြင်မှာဗလက်ရှင်းန်းကောင်တော်မှစစ်တပ်ထဲရောက်သွားရင်စီကန်းချီသွားတယ်ဗျာဟာအဲ့တော့ခင်ဗျားတို့စစ်တပ်တွေပြောတယ်နားနေကောင်ထွက်ပြီးတယ်ငပိန်လေးတွေမချက်ဘူးလားလွတ်မြောက်နေမိပါဆိုပြီးတပုံခုလုံးတော့ခင်ဗျားတို့ကအဆင်ပြေလား နိုင်ငံเจ้าအထွက်ပြေးတော့လေအဖမ်းမခံဘူးလားရှုပ်ကောင်းပါလေစစ်သားလောကမှာကြောက်လို့ထွက်ပြေးတယ်ဆိုတော့လေအဲ့တော့ကျွန်တော်ပြောချင်တာကဗျာဒီနိုင်ငံလားဖြစ်တဲ့အတွက်ဒီတာဝန်တွေထမ်းဆိုတာလေးစားပါတယ်ဂုဏ်ယူပါတယ်အဲ့တော့လွတ်မြောက်နေဆိုပြီးထွက်ပြေးတဲ့ကောင်တွေမင်းတို့ကောင်တွေ PDF လုပ်ပြီးတော့ပြည့်ကြတယ်ခတ်ကြတယ်ခြေတော့ပြတ်တယ်လက်ပြတ်တယ်မျက်စိကန်းတယ်နောက်ဘာလုပ်စားမလဲမင်းတို့ကျွန်တော်ဘယ်တိုက်ပွဲမှာကြားလာလို့ဘာညာဆိုပြီးတော့မင်းတို့မှာဘာတစ်ခုမှလည်းအခွင့်အရေးမရှိဘူးငါတို့တပ်မတော်သားတွေခြေတော့ပြတ်ပြတ်လက်ပြတ်ပြတ်မျက်စိထွက်ထွက် သူ့ရဲ့ခွင့်ရေးသူရှိတယ်နော်သူ့ရဲ့ခံစားခွင့်တွေရှိတယ်အဲ့တော့မင်းတို့ကောင်းနေဒီကိစ္စတွေပြတ်သွားပြီဆိုရင်မင်းတို့တရောင်းစားလုပ်ထောင်မှာတော်တော်မျက်နှာငယ်မှာကွာကဲဒီဦးဆွဲဆိုတော့ဗောနော်ပြူခွေးရနေပြတော့မှခုဆိုရင်ကျွန်တော်ပြီးသူလူငယ်တွေကစမှုမထမ်းချင်လို့ထပြေးနေရတဲ့အကြောင်းဗောနော်သူကနေပြတော့မှဒီလိုမျိုးချင်းချောက်စာနဲ့ပြန်ပြတော့မှပြောဆိုထားတော့တွေ့ရတဲ့ပဲဖြစ်ပါတယ်သူတို့ပြောတဲ့ပုံစံအရတော့ကျွန်တော်လူငယ်တွေကပေါ့နော်တချို့တလေတွေကကိုတိစင်းနဲ့ကိုဝင်ပြတော့မှအခုဆိုရှစ်သက်စမရပြမှာတိုက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဂုံယူမဆုံးပါတော့ပြောဆိုနေကြတော့ကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်အများဆိုတော့စကောင်ဆီကနေပြတော့ပေါ်တာဆွဲနေတာဖြစ်ပြတော့မခုဆိုရင်တို့ပြောတဲ့ပုံစံကတော့ဒီ season နဲ့ကြီးကြီးနဲ့ပေါ့နော်လွတ်ဆောင်နေတယ်ဆိုတာကတော့ကျွန်တော်မြို့ပပြည်သူတွေကြားထဲမှာ water ဖြန့်ပြောဆိုနေတာကိုကျွန်တော်အားလုံးသိရှိပြီးပြီဖြစ်ပါတယ်စခွေးဘောမလော်ဘီတိုက်ကနေပြတော့မှလူငယ်တွေအားလုံးကိုစစ်ထက်အတင်းတွန်းပို့နေတာမှာအခုဆိုရင်တို့ရှုံးနေနေတယ်ပေါ့နော်ရခိုင်စစ်မြေပြင်မဲ့မြောက်ပိုင်းဒေသတွေကိုအများသက်စီပို့ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်အားလုံးသိရှိထားတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့အပသမီးရနေပြီတော့ဗျကျွန်တော်စကားမကြသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ထပ်ပြီးတော့မပြောဆိုထားတာလေကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်အခုတိုင်းအနောက်ချမ်းပန်းတောင်တောင်ကုတ်လဲညောင်ကျိုးစခန်းပကံကွဲနဲ့ညောင်ချီတော့စခန်းများကိုအေအေကစီးနင်းတိုက်ခိုက်ကြောင်း ်ယမန်နေ့ကသတင်းများထွက်ပေါ်လာပြီးတဲ့နောက်မှာတော့၁၄ရက်နေ့မွန်းလွဲပိုင်းမှာညောင်ကျူးစခန်းကို AE တွေတိမ့်ပိုက်နိုင်ကြောင်းသတင်းများတွေ့ရလို့အလိုမဲအံ့ဩမိပါတယ်ရှင်ဒီသတင်းနာမှန်ရင်တော့လေ AE က Power Ranger တွေဖြစ်နေလိမ့်မယ်တဲ့လားအင်းညောင်ကျောင်းနေပြန်လားမိုးထီအနီရခိုင်ပြည်နယ်နဲ့ဘကူးတိုင်းအဆက်မှာတည်ရှိပါတယ်ရှင်လွန်ခဲ့တဲ့ရက်ကအေးအေးဟာညောင်ချူး ပကံကွဲပါဝင်တောင်ကုတ်ပန်းတော်လန်းတစ်ချောင်းကြေးရွာများငင်းစကဲများကိုတော်လန်းမှကိုရှောင်ပြီးညောင်ခြေရောက်ကိုပြစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်ရှင်။ရခင်အေအေအား ERI တိုင်းမှာမှလည်းအလားတူပြုလုပ်ပြီးစီးနင်းသိမ့်ပိုက်လိုက်ပြီးလို့ online မှာသတင်းတင်ခဲ့မှုကြောင့်ယခုညောင်ကျိုးကျသွားပြီလို့ပြောနေတဲ့ BBC ဟာလည်းအဲ့ဒီတော့ကဘာရီခဲ့လဲဆိုတာအမှတ်ရကြပါလားအမှတ်မရလည်းပြန်ရှာပြီးဖတ်ကြည့်ကြအောင်နော် ညောင်ကျိုးကရာရှိရှိနေတဲ့ညောင်ကျိုးမှလေတက်ကရာချီပြီးတော့ရှိနေတဲ့အင်အားကလေထောင်ကနဲအရေးအတွက်နဲ့ထောင်ကနဲအရေးအတွက်ကိုဝင်လုံးကိုစူးစမ်းရင်တောင်မှလေတက်ကဖုံးပုမပြတ်ရှိနေနိုင်ပါတယ်ရှင်ဒီတက်ခင်များထံမှနောက်ဆုံးသတင်းအရယနေ့နေ့လေအတိုက်ခံရတဲ့ညောင်ကျိုး တက်ထုတ်လို့ရင်ကာကဲဟာပင်မစခန်းကြီးနဲ့ပူပေါင်းသွားကြောင်း14ရက်နေ့ညနေပိုင်းမှာတော့ဒရော့ဘုံတွေကျပြီးညောင်ကျူးဆောက်လို့ရင်ပူတဲ့မီးလောင်သွားကြောင်းမှလွဲပြီးတက်မလို့စခန်းများဟာပုံမှန်ရှိနေကြောင်းသိရှိရပါတယ်ရှင်။တည်ဖုံထားကြတာလား။ဒီဥစ္စာကိုကြည့်ပြီးတော့ရှင်လေတက်မလို့ဖက်ကားနေပြီးတော့ပေါ့နော်။ရန်သူရဲ့စိုက်ဝါးတွေကတနိုင်ငံလုံးကိုပြန့်နှံ့နေပါတယ်ရှင်။တနိုင်ငံလုံးကလူတွေကတက်မလို့ဖက်ကားပေါ့။ ဒီဒီစစ်တပ်ဘက်ကနေပြီးတော့အဲ့လိုတရင်ပြန်လဲခြေပတဲ့မီဒီယာတွေကနေတဲ့ခါကျတော့တနိုင်ငံလုံးမှာရှိတဲ့လူတွေကအဲ့လိုပေါ့တနေရာဆက်ထမ်းကြသွားပြီဆိုတော့တကယ်ယုံကြရတာပေါ့နော်အခုညောင်ကျိုးကြသွားပြီဆိုတော့နေရာအနှံ့မှာသူတို့လိုက်တင်နေသေးလားအေးအေးကဟိုဒီလောက်အင်အားလေးကိုအေးအေးမနဲ့တက်မလို့ကတိုက်တိုင်းရှုံးနေတာလားတို့ဘာလို့အမှန်တကယ်မဟုတ်ဘူးရှင်တကယ်လည်းဟုတ်ပါတယ်နော်ကျွန်တော်အေးကလည်းပြမခုဆိုရင်ညောင်ကျိုးစခန်းကိုအပြေးသိမ်းပိုက်နေတယ်ဆိုတာကို Facebook ပေါ်မှာတောင်မှသူတို့ဒီစခွေးတွေကိုယ်တိုင်ကနေပြီးတော့မှမြေပြင်မှာတကယ်ပေါင်ခဲ့တဲ့လူတွေကနေပြီးတော့မှရေးထားတာကိုကျွန်တော်ဖတ်ရှုရတာပဲဖြစ်ပါတယ်။မျိုးမျိုးစစ်လော်ဘီတွေကတော့ပေါ့နော်သူတို့ထုံးစံအတိုင်းတမိတာစုဝင်တွေကိုဂျင်းနေဖို့လှုပ်ဆောင်နေတာပြီးတော့မှကျွန်တော်မိဘပြည်သူတွေကနေပြီးတော့မှတရားဝင်တရင်းတွေထုတ်ပြန်လာတဲ့အချိန်ကျမှသူတို့အနေနဲ့ဒီပြန်ပြတော့မှပေါ့နော်ကာဗာလို့ချင်လို့အခုလိုမျိုးပြောဆိုနေကြတာပဲဖြစ်ပါတယ်။မြောက်လိုက်ရဆိုလဲတိုင်တိုင်းရှုံးတဲ့ view ဟာတွေနဲ့အခုဆိုဖျက်တိကြီးစာဖြစ်နေပြီလားဆိုတဲ့ပုံစံမျိုးနဲ့တောင်မှ ဒီမျိုးချစ်တွေမဘာတာအုပ်စုတွေကနေပြီးတော့မှမြေခွန်းထုတ်ပြောဆိုလာကြတော့ကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ပေါ့နော်စစ်ကောင်စီတပ်သားတို့အလင်းဝင်လာတဲ့ပုံမှာသူကနေပြီးတော့မှစစ်ကောင်စီရဲ့လူမျိုးရုပ်မှာရိုင်းဆိုင်မှုတွေကိုပြန်ပြီးတော့ပြောပြထားတဲ့ဟာလေးပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ကျွန်တော်ကျွန်တော်တက်ခဲ့တဲ့တင်းတင်းနှန်းကြောင်းကတော့ပသိမ်၄ချင်း၆၄ချင်း၆မှာကျွန်တော်တင်းနှန်း၆လက်တက်ပြီးတော့သူတင်းနှန်းစင်းကာလာ တနက်ဆင်းတော့ကျွန်တော်မော်ချော့ခမ93လေးကိုကျွန်တော်တာဝန်ကျခဲ့ပါတယ်တာဝန်ကျပြီးတော့မော်ချော့ခမ93လေးအမှတစ်ဆင့်2022မှာကျွန်တော်တက်ပြောင်းရွှေ့ color နဲ့ကျွန်တော်ကြောင်မြောက် color စနစ်ကိုကျွန်တော်တာဝန်ရွှေ့ပြောင်းထမ်းဆောင်ခဲ့ပါတယ်တိုက်ပွဲလေးတွေနေပါဟိုကျွန်တော်တွေ့ကြုံလေးတော့နေရရှိတာပါရှိတယ်ဆိုတော့ကျွန်တော်ဂျာမာသွားလာလေးနဲ့ဂျာမာကားထဲမှာကျွန်တော်တို့ဟိုဟိုမိုင်းဆွဲတိုက်ခိုက်လာလေးတော့နေပါခံခဲ့ရပါတယ်အလုပ်လာရင်အကြောင်းရင်းကတော့ဒီထက်လိုက်အောက်ကြီး color ကြီးကိုကျွန်တော်မနေနိုင်လို့ရဲဘော်အချင်းချင်းပေါ်လဲဆာနာဆာနာနဲ့စိတ်နဲ့ကျွန်တော်ဒီ CDN လောက်လာခြင်းဖြစ်ပါတယ် စတိကလာအနာသိန်းတော့ကျွန်တော်မော်ကျွန်းခမ်းမ၅သုံးလေးမှာပဲရှိသေးတယ်၅သုံးလေးမှာ၅သုံးလေးမှာကျွန်တော်အမှလုံုံကြီးတာဝန်တော့ကျွန်တော်ထမ်းဆောင်ရတယ်လုံုံတာဝန်ထမ်းဆောင်နေမြို့ကတော့ဒီဖြားပုံမှာဖြားပုံမှာလုံုံကြီးတာဝန်ကျွန်တော်ယူထားရတယ်အနာသိန်းတော့ကတော့ဒီဟာရဲ့ဒီဟာခဏပါခဏအနာသိန်းကိုပြောမလို့အနာကိုသူတို့ခဏထင်းသိမ်းထားတာပေါ့ထောက်လာတိုင်းတလန့်တန်ဒီတို့ခါထင်းသိမ်းထားတာဆိုပြီးတော့အခုလက်ရှိကာလကြီးကျွန်တော်တို့ကလုံးဝအမြဲတလေကြီးဖြစ်သွားတာအာတက်ထဲမှာတော့ငါကြီးနေကြောမယ်ဆိုရင်ကွာထောင်သားနဲ့မကွာဘူးထားတာ ဒါရတိချရနော်။အင်းကပြောမလို့အပြင်ကအเจ้าရာကြီးဘာမှမသိရဘူး။မျက်လုံးပိတ်နားပိတ်အခုံထားတာ။အင်း။အပြင်ကအเจ้าရာကြီးတိမာသူလို့။ဒီဖေဖိုလ်လေးလိုင်းကြီးတုံးလာတော့မှပဲလိုက်စစ်။စီတန်လို့ပို့ကျွန်တော်တလားလောက်ကိုကျွန်တော်တော်တော်လေးကိုစူးစမ်းတယ်။တလားလောက်ဆိုတော့ကျွန်တော်အဆက်အသွယ်လေးကိုရအောင်လို့ကျွန်တော်လိုက်ချက်ချိန်ပြီးတော့ကျွန်တော်စီတန်လို့ပို့ကျွန်တော်ဖေဖိုလ်ဖေဖိုလ်ပုံမှန်ရောလက်ကူနေပို့တက်တော့ပုံမှန်ရောကျွန်တော်လိုက်ရှာရှာပြီးတော့ကျွန်တော်တငယ်ချင်းတယောက်လည်းသွားကြည့်တော့မှကျွန်တော်အခုစီတန်လောက်လာ။တော်တော်ခက်ခဲပါတယ်။ ညနေတွေတိမ့်တာတော့ကျွန်တော်အကြောင်းအရာတော့မသိဘူးဗျာညနေတွေတိမ့်တာတိမ့်တဲ့အကြောင်းအရာတော့သူတို့ကတိုက်ဖို့ကပြောမှဆိုရင်ကျွန်တော်တို့ဒီတုံးတုံးထဲမှာဆိုလို့ရှင်သူတတ်မှတ်မှုအစီအစဉ်နဲ့တိမ့်တာပေါ့တတ်မှတ်မှုအစီအစဉ်နဲ့တိမ့်သွားတာဆိုပြီးတော့အာတိမ့်သွားတာပဲရှိတာကျွန်တော်ဘာအကြောင်းအရာတော့မပြောဘူးခုကျွန်တော်ယူလာတဲ့ကျွန်တော်ယူလာတဲ့လက်နက်ငယ်ကပြောမှဆိုရင်ဟိုကင်းသမားရဲ့လက်နက်ငယ်ကိုကျွန်တော်ယူလာတယ်သမားရဲ့လက်နက်ငယ်ကိုဘယ်လိုယူလာလဲဆိုတော့ကင်းသမားကိုကျွန်တော်တပတ်ရိုက်ပြီးတော့ပေါ့ရက်တိုက်ပြီးတော့ကျွန်တော်ယူလာ ော်ရအောင်ပြလာမယ်ဆိုပြီးတော့သူတို့အကြီးပိုင်းနေရတော့မင်းတို့အဲ့ဒီဘက်ကိုသွားလို့ရှိရင်ပြောင်းလို့ရှိရင်မင်းတို့လက်လက်ကိုယူယူပြီးတက်မှာတက်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူးအဲ့လိုတွေသူတို့ကတည်နေနှွင့်ထားတယ်နေနှွင့်ကြောင်းသိန်းကလည်းကြောင်းသိန်းလာတဲ့ကလေးတွေကိုအဲ့လိုတွေပြောပြောပြီးတော့သူတို့ပြောမှချောက်ထားတာပေါ့ချောက်ထားတာသူတို့ကသွားရင်တက်မှာပဲဆိုတော့အတူကြီးကသူတို့ကောင်းနေမှာအများကြီးရှိတယ်ကြရတော့ဗနာချိုလိုစကိုင်းတမ33ကနေပြီးတော့မှအလင်းဝင်လာတဲ့ဒုတက်ချက်ကနေပြီးတော့မှစစ်ကောင်စီရဲ့တရင် brainwash လုပ်တဲ့ပုံစံလေးပြီးတော့မှသူတို့ချင်းချင်းတောင်းမှာဗနာ အထက်ပါအဖိပုံစံမျိုးတွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းကိုတွန်းနေပြီးတော့မှထုတ်ဖော်ပြချထားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးလည်းဟိုခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြောစကားကိုနားထောင်ကြည့်လဲတဲ့အခါကျတော့ပေါ့နော်သူတို့အနေနဲ့စစ်ကောင်စီရရှိရတဲ့ပြည်မှာပြန်ပြီးဖိနှိပ်နိုင်ခြင်းတွေကိုများစွာခံခဲ့ရလို့ပေါ့နော်အခုလိုမျိုး CDM လို့ပြည်မှာအလေးဝင်လာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဂျင်ဖန်များစွာကြားနေရတာဖြစ်တယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီထက်ပိုပြည်မှာအလေးဝင်လာခြင်းနဲ့ဆိုတော့ကျွန်တော်နေဆက်ရတော်လိုင်းတပ်ဖွဲ့တွေစီမှာစစ်တော်လို့ရတဲ့အကြောင်းပေါ့နော်ကျွန်တော်ဘက်ကနေပြည်မှာလည်းအမြဲတမ်းလို့လို့ပြန်ပြည်မှာဖိတ်ခေါ်ထားတာမို့လို့ နောက်မကျသေးခါမှာပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ဒီနေ့ထဲမှာပဲဆက်ရအောင်ရှေ့အမြစ်ဖြတ်ဖြိုးချနိုင်ဖို့အတွက်အားလုံးဝိုင်းဝန်းစူးစမ်းကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့ညလေးပတ်ဆင်ကြပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်